အဖေးရိုက်တဲ့ကားတွေကတော့အများကြီးပေါ့။ဒါပေမဲ့မမရရဆိုရင်ကျွန်တော်မှတ်မိတာရုံးမပေါ်ကြတယ်မြေပေါ့နော်။နှလုံးမြူတက်နေတယ်ဆိုတော့ဖေးကြီးအဲ့ဒီမှာအာမြင့်မြတ်ကကော်မလေးနဲ့ဖောက်ပြန်သွားလို့ကြားတယ်ဒီမှာဒီလိုရှိတယ်လေ။ဟိုကိုကသူ့ကိုအယမ်းပြီးတော့ပေါ့။ဟိုตาမြည်လေးလို့ပို့ချီရောက်လာတော့သူ့ကိုပြိုးထောင်ပေးတယ်ပြုစုပေးတယ်ရင်ကြီးအောင်တိမ်မွေးအောင်နော် အလုပ်ကလေးတွေဆက်လုပ်လို့ကောင်းအောင်ဆိုပြီးတော့သူ့ကိုစားစားရရတိမ်မွေ့တော်ပုံစံသွင်းပြီးတော့သူ့ကိုပို့သားသမီးလေးလိုမိလေးလိုနှစ်နှစ်ကာကာလေးနဲ့သူ့ကိုပြုစုပြောထောင်ပေးပြီးတဲ့အခြေအနေလေးပေါ့နော်အဲ့ဒီအနေမှာနောက်တစ်ခါအဲဇလန်းအယသူကနေပြီးတော့ဟာဟိုသိုးတို့လူလူမိုက်တို့လူလူတွေဇလန်းမျိုးနဲ့ဘဝပေးတဲ့ အခြေအနေရပါလေသူလည်းလောက်ရတာနေမှာပေါ့နော်ဇာတ်ထဲမှာအဲ့ဒါမျိုးကြတော့ဟိုကသူ့ကိုပြုစုပြောထောင်းခဲ့တာနဲ့ဆန့်ကျင်ပဲဖြစ်သွားနော်ဆန့်ကျင်ပဲဖြစ်ဆိုကိုလိုချင်တဲ့ဟာကမဖြစ်တော့ပျက်စီးသွားပြီအာမင်းကငါသွေးသားလေးလူကချင့်လွန်းလွန်းငါရဲ့နှလုံးသွေးသားတွေနဲ့ဆက်ပြီးတော့မင်းကိုငါပြုစုပြောထောင်းတာပါမင်းကအခုငါရဲ့ဆန့်ကျင်ပဲတွေနဲ့ဖြစ်ပြီးတော့လူလူအားလုံးနဲ့ဆန့်ကျင်ပဲ လုံွယ်အလုတ်ကိုမင်းလုံရဲ့လားဆိုပြီးတော့ဂယုနာဒေါ်သောစိတ်တက်နဲ့သူ့ကိုဆုံးမခြင်းတာတခါတော့အမှုတ်ကောင်ကြိတ်လိုက်ခြင်းတဲ့သဘောတွေဖြစ်လာပြီးတော့မှသူ့ကိုအဲ့ဒါနောက်ဆုံးဘောနော်တတ်မဲ့အထီတော်မှလုံပြီးတော့စ조사ခဲ့ပြီးတော့ကိုတဏ္ဍတပြင်းပြင်းအဲတဏ္ဍတပြင်းပြင်းနဲ့သူ့ကိုအဲ့ဒါလုတ်ခဲ့တာကိုယင်တဲ့ကနှလုံးသားမခံနိုင်တော့ဘူးနော်ကိုဖြစ်ချင်တာကိုသူကဆန့်ကျင်ပဲလုတ်လိုက်တယ်လို့ဖြစ်လို့ သူ့ကိုအဲ့လိုကလေးစားခြေပြစ်ချင်တာငကိုစိတ်နဲ့သူ့ကိုရှင်းရင်ပြောရင်တက်ကိုပြစ်ချင်တာတော့အဲ့လိုတော့ဖြစ်တယ်အဲ့လိုစိတ်မျိုးပေါက်သွားတဲ့အခါမှာသူကလည်းဖန်တရားတွေပြန်ရမှာပေါ့လေနော်ကို့အဖိုးတယောက်ကကို့ဒီလောက်ကြည့်ကြည့်နေခဲ့တာသူ့ရဲ့ဆန်းကျင်ဘက်ကငါလုံမိလိချင်းဆိုတဲ့အမှားတရားတွေလည်းသူတတိတီပါတယ်ပြန်လဲသွားပုံရပါလေဘာလို့လဲဆိုကို့ရဲ့ဒေါသကြောင့်ကို့ရဲ့မခံချင်းစိတ်ကြည်တဲ့ကြောင့်သူကပြန်ပြီးတော့ သူပြန်ဘာလုပ်ပေးရမလဲပေးစားရမလဲဆိုတော့ပုံစံနဲ့သူကဇလန်းကိုတစ်ခါပြန်ပြောင်းသွားတယ်။အဲ့ဒါကစကားမစတာလည်းဥတော်ဆွေနဲ့အာတပည့်လည်းဖြစ်ခဲ့တယ်အများကြီးရိုက်ခဲ့တယ်ဆိုတော့ဥတော်ဆွေနဲ့အမှတ်တရလေးတစ်ခုတော့ပြောပြမစွန်းဘယ်လိုဘာလေးပြောမလဲ။ဥတော်ဆွေဆိုတာတကယ်နာမည်ကြီးဟုတ်ပါတယ်ရုပ်ချော့ရုပ်ချော့ဦးရီကောင်းကောင်းအရက်မြင့်မြင့်ဟုတ်လားသူကသူကအကုန်လုံးဟိုနေရောကင်မရာလိုင်းရောတရုပ်ဆောင်ရောဒါရိုက်တာလိုင်းရောတော်တော်ပညာဆုံးနဲ့ ဟိုဆရာသမားကြီးပါနော်အဲအဲ့ဒီမှာသူနဲ့ရိုက်တဲ့အမတ်တရဇာကားလေးဆိုတာကဘာရှိလဲဆိုတော့ဟိုတကယ်နာမည်ကြီးမွေးနှကောင်လိုပဲလေအဲ့ချိန်မှာလဲကိုရှိပါတတိုင်းပြည်လုံးမင်းသားကြီးနော်သူကလဲအဲသူကလဲမြင်းစည်းတနပ်ပြည့်တကယ်ဟိုနေ့မှာဦးကျော်ဆိုရလဲဒိတ်တိတ်ကျဲဒီကျွန်တော်တို့လူဟိုနေ့နေရဟိုပေါ့အဲ့လိုပေါ့နော်ကြမ်းကြမ်းတန်းတန်း ဇလန်းလေးတွေကိုပို့ပြီးတော့ကြိုက်ကြတယ်နှစ်သက်ကြတယ်သွေးပေါ်ပါဗျာမြမသွေးမြမစိတ်တွေတက်ကြွနေတယ်အဲ့ဒီဇလန်းမျိုးတွေဆိုတော့နမရမွေမွေချင်းချီနေနှစ်ယောက်နော်တကယ်ဒိတ်ကြီးတွေနှစ်ယောက်ကျော်ဆွေရွှေပါအဲကျော်ဆွေရွှေပါဘလို့မှတွဲမရတဲ့ဟာနော်တကယ်မဖြစ်နိုင်တဲ့ဟာမဖြစ်နိုင်တဲ့ဟာကိုရအောင်ဗျာအဲ့ဒီမွေမွေချင်းချီမြေဇာကားလေးရိုက်လိုက်တာနော်ကျွန်တော်ကကိုရွှေပါပဲကဟုတ်သူက ဒီဘက်ကအဲဆိုတော့စက်ဝင်ငန်းလေးတခန်းကဘလို့ဖြစ်လဲဆိုတော့အမြင့်ကြီးပဲဗျကျွန်တော်တို့ဗြိတိချက်ဘာမှာဂိုတောင်ကြီးပေါ့ဟိုတုန်းကတော့စက်တင်ကြီးဂိုတောင်ကြီးအကြီးကြီးအမြင့်ကြီးမင်းသားတွေရိုက်ခဲ့ကြတာညမမှာရုပ်ရှင်မှာအဲဂိုတောင်ခေါင်ဘိုးကျွန်တော်ကခေါင်ဘိုးပေါ်မှာဥကျော်ဆရာဒီဂိုတောင်အောက်ကနေပြီးတော့ကျွန်တော်ကခေါင်ဘိုးပေါ်သူ့ကိုပြစ်ဟုတ်ဖိုက်တင်ပေါ့ဗျာ အပြစ်ထက်ပေါ့ခေါဘိုးဘုံကသူ့ကိုကျွန်တော်ကပြစ်သူကဒီအောက်ထဲကနေပြစ်အခန်းနေရိုက်ကြရိုက်တဲ့ခါကျတော့ဒီကင်မရာရဲ့ရိုက်ချက်ကိုသူကလိုချင်တာကိုကျွန်တော်အမြင်ကြီးကသူလှုပ်လိုက်လို့သူပြစ်လိုက်လို့ကြာလာတာကိုအဲ့ဒါကိုပရိသတ်ကိုကျွေးချင်တာပြချင်တယ်ဒီလောက်ဆိုးတဲ့ကောင်ဒီလိုသူဖြုတ်လိုက်တယ်ဆိုတာဖြုတ်လိုက်တာလည်းရိုးရိုးပြစ်တတ်လိုက်ရတာပေါ့အောက်ပါတယ်ဟိုးဟိုးအပေါ်ကြီးကနေတခါတဲ့ တလိန်ခောက်ခွေးနဲ့ကြာကြာပြီးတော့အမြင့်ဟိုဘိုးတော်ကြီးရဲ့ဟိုအမိုးအောက်ကမြေကြီးနဲ့အဝေးရှိသေးတယ်အဲ့ဒီသူ့ရှေ့မှာလာကြာဟိုခေါမဘောလိန်တော့သူ့ရှေ့ကိုလာကြတဲ့ခန်းကိုသူရိုက်တာတင်မရာလဲသူကအရန်အသာပေးတဲ့လူပြိဿကိုလည်းအဲ့ဒါနှစ်နေအောင်သူကျွေးမယ်ဆိုတော့ရိုက်တာရိုက်တဲ့အခါကျတော့ဒီအောက်မှာဟိုမြေကြီးကြတော့ ကျွန်တော်အပေါ်ကအချိန်ကနဲတာမဟုတ်ဘူးလေအရင်းကြီးကကြာမှာကြာအဲ့ဒီမြေကြီးမှာကျွန်တော်တို့ဟိုတော့ပိုက်ဆိုတာခန္ဓာအဲပိုက်ခန္ဓာပဲပိုက်ကလူ9ယောက်လောက်ဆွဲရတယ်ပိုက်ခန္ဓာပဲရတယ်ပိုက်ပိုက်ပေါ်မှာကြာဖို့ပေါ့နော်နောက်မှမြေကြီးနဲ့ရောမှာပေါ့ဗျာအတလွတ်ကြီးကြာလာတာဟိုပိုက်မခါရင်သေသွားဖို့ပဲရှိအဲအဲ့တော့ပိုက်သမားတွေကအောက်ကရှင်နေဆောက်ပဲဆွဲတဲ့လူတွေကတော့ချီးဘူးတို့ဟိုတော့လူချမ်းကြီးတွေလက်သိမ်းမောင်းမောင်းတို့ အဲတကယ်ဒိတ်တွေပဲလေနော်လူချမ်းဒိတ်ကြီးတွေပဲအဲအဲ့ဒီလိုလူတွေအောက်ကပိုက်ကံဖို့စောင့်နေတယ်ကျွန်တော်ကအပေါ်မှာရဟဇာတွေပါလေလုံနေတယ်အောက်နဲ့ကင်မရာနဲ့ရဟဇာတွေပါလေလုံနေတယ်သူတို့ကအောက်ကပိုက်ဆွဲဖို့အစဉ်သင့်စောင့်နေရမှာအဲဒီကနေပြီးတော့ပြီးတဲ့အခါကျတော့ဥကျော်ဆိုရကျွန်တော်တနတ်နဲ့ပြစ်လိုက်ပြီဒိုင်းဆိုတော့ကျွန်တော်ဟိုးအပေါ်ခေါင်းဖို့ကနေပြီးတော့တနတ်မှန်တဲ့ item နဲ့လိမ့်ကြလား 1 2 3 4 action ဆိုတာနဲ့ကျွန်တော်ကဟိုကလောက်ရပြီလောက်ရတဲ့ဆိုကြလာတဲ့ခါမှာဒီအောက်ကပိုက်ဆွဲတဲ့ငနေတွေကတကယ်အရက်ချအဲနော်အရက်ခိုးတော့နေကြတာပေါ့ဗျာသူတို့ကတော့ကြလာရင်ပိုက်ထဆွဲမယ်ပေါ့ဒီက1 2 3 4ဆိုတော့ဟိုကကျွန်တော်ကလောက်ရပြီဒိုးဒိုးနဲ့ तू ကဒီကအစင်းနဲ့မပြင်းဘူးဒီကရိုက်နေပြီဆိုတာလဲအတန်လဲကြောက်ဟိုး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 နဲ့တို့လုံးကျွန်တော်က ဟုတ်ကောင်းငင်ဘောလေထဲကျလာဘယ်လိုလုပ်ဟုံးမလဲလေထဲမှာအတန်တော့ကြားလိုက်တယ်ဟိုးဟိုးဆိုတဲ့အတန်တော့ကြားမမမမီတော့အဲ့မှာသူတို့ကလည်းကမန်းကနာနဲ့မူဘူးကနေပြီးတော့ဆဆွဲတော့ပိုက်ကအနေထားမမှန်တော့ဘူးဗျာဇောက်ထိုးမိုးမြုံနဲ့မတရဆွဲတဲ့ကောင်ဆွဲထိုင်ဆွဲတဲ့ကောင်ဆွဲကိုလိုကလန်ကြီးပေါ်မှာကျွန်တော်ကကြကြတဲ့ခါကျတော့မြေကြီးတစ်ပိုင်းပိုက်တစ်ပိုင်းနဲ့ဆိုကျွန်တော်တော်တော်ဤထွက်သွားတာ နော်တော်တော်ဆေးခုရတဲ့အဆင့်တောင်ရောက်သွားတယ်အဲ့ဒါအမှတ်တရပေါ့တကယ်တမ်းပိုက်ဆွဲမဲ့ကောင်တွေကအရက်ခိုးချနေတယ်ရိုက်လိုက်ရိုက်ကောဟိုကအရှိန်နဲ့ကြလာတာကိုသူကဟိုးခိုင်းတယ်ကျွန်တော်ကလေထဲမှာဘယ်လိုလုပ်ဟိုးမလဲခေါင်းဘိုးဘဝကနေလွတ်လာပြီအဲ့ဒါအတန်းတော့ကြားလိုက်တယ်ဟိုးဆိုတာလည်းမရတော့ဘူးအုံးဆိုတော့ကြည့်လိုက်တော့သူတို့လည်းထိုင်ရအမှန်မတတ်ရအကုန်ထဆွဲရမယ်ထိုင်ရဆွဲရကောင်းနဲ့မတတ်ရဆွဲရကောင်းနဲ့မညီတော့ရောတော့ပါ ြသွားတာလေအဲ့လိုပေါ့နော်ဒါရုပ်ရှင်မှာလွဲတက်တက်မှားတက်တက်လေးတွေနော်အယူဆလေးတွေမှာတော်တော်အသက်ဘေးနဲ့အရာနှီးပါတယ်နော်လုံးဝတာမနော်ထဆွဲနိုင်ရသေးရောပေးပါမယ်ကျွန်တော်အဲ့လောက်ဆိုမရှိတော့ဘူးဘေးအရွယ်လောက်ထိဘလောက်ထိဆက်ပြီးတော့ဘလို့ပြန်လို့လောက်သွားအောင်မယ်အဲ့လိုစဉ်းစားရတယ်အခုတော့ဟိုနင်းမို့နော် MD4 တို့ဘာတို့ကလဲဇလန်တို့တွေလာငားတယ်ဒီလိုဟိုတက်ကြီးဝါရင်တရုတ်ဆောင် နိုင်တဲ့အခန်းမျိုးပေါ့လေအဲ့ဒီအခန်းမျိုးတွေကြတော့အဲ့ဒါဥို့မရမကတို့ငားကြတာပေါ့နော်အဲ့လိုပေါ့နော်ကိုနဲ့လိုက်မဲ့ကိုရွယ်နဲ့လိုက်မဲ့ဇလန်းနဲ့လိုက်မဲ့အခန်းကဏ္ဍတွေမှာကိုလှုပ်ခဲ့တဲ့ဟိုရုပ်ရှင်သမိုင်းကြောင်းတွေကအကြောင်းအရာတွေနဲ့ကိုက်ညီတဲ့အခါကျတော့တို့အရန်လှုပ်ချင်ကြတယ်လေဝါရန်တေဥ်ဆောင်ဒီနေရာကြီးကိုလူချင်ကြတယ်ဟိုပိဋကတ်ကိုလည်း ပြကျင်နေတဲ့ဒီချိန်ကြီးရှိနေပါသေးတယ်ဆိုတာကိုအဲ့တော့ကိုကလည်းတို့အဲ့လိုလာခါနဲ့ကကြတော့ကိုပါမယ့်အခန်းမှာပြီးပြင်းအောင်ပေါ့နော်ကိုပြေးတဲ့ကိုကိုပြန်ပြီးတော့အလုပ်တွေးပြုကျင်သေးတယ်တချို့ကတော့ပြောပြီးဒီအသက်ရွယ်ကလည်းကြီးပြီးကိုဘေးကာလတွေဘာတွေနဲ့ရုပ်ရှင်လောကကြီးပြတော့ဥဇော်မိုင်သေးပြီလို့ပြောကြတာအဲ့ဒါတဘောကတော့ဥဇော်မိုင်မသေးသေးပါဘူးရှိနေပါလေတဲ့အခုကားရိုက်ပြနိုင်ပါသေးတယ်ဆိုပြီးတော့ပြိဿတ်ကိုပြန်ပြီးတော့ကျေးဇူးဆက်တဲ့အနေနဲ့ အခုချိန်အထိလုံနေပါသေးတယ်လုံသွားအောင်ပါပဲမလုံနိုင်တော့ရင်တော့ပြောတတ်ဘူးเนาะကျေးဇူးအားပေးဟုတ်ကဲ့ပါဟုတ်ကဲ့